ရင်ဦးဆုံးနောက်ထပ်သတင်းတွေအတွက်အားရှိအောင် like နဲ့ subscribe နှိပ်ပေးကြလို့တောင်းဆိုချင်ပါတယ်။ကဲဆမဲ Elon Musk နဲ့ဆက်ဆံရသည့်ပြီးဆုံးဟု Trump က Elon ကိုချိန်ချမှုလုပ်ခဲ့။ Trump က Elon ကိုဘယ်လိုပြောလဲဆိုတော့မင်းကဒီမိုကရက်တစ်ပတ်ကိုထောက်ခတ်မယ်ဆိုရင်တော့ပြင်ထန်တဲ့အကျိုးရလဒ်ကြီးရမယ်လို့ဆိုပြီးတော့ Elon ကိုချိန်ချောက်လိုက်တယ်။ Elon ကတော့ဘာပြန်ပြောလဲဆိုတော့ big beautiful နဲ့ပတ်သက်ပြီးတော့ပုံတရေကိုလောမီကာကပဲဖြစ်ဖြစ် congress ကပဲဖြစ်ဖြစ် trump ရဲ့ big beautiful ကိုမထောက်ခံအားပေးပြီးမင်းမပေးတင်ဘူးဆိုပြီးမှ trump ကိုပြန်ပြီးပြောလာတယ်အခု trump big beautiful ကအသေးတောင်မပြူရသေးဘူးဒါပေမဲ့ရှိတဲ့ပါတီတွေအကုန်လုံးနဲ့ဆွေးနွေးပြီးမှ vote တွေပေးပြီးမှပဲအတည်ပြုရမှာဆိုတော့အခုကဘာကောမှအတည်ပြုတာတော့မရှိသေးဘူးအဲ့ဒါကိုအီလုံတက်ကအခွင့်ကောင်းယူပြီးမှဒီထရမ်ပြ Big Beautiful ကိုမဲမပေးသင့်ဘူးဆိုပြီးမှပြောလာတယ်။ထရမ်ကဘာပြန်တုံလဲဆိုတော့ မင်းကပတ်ပြောင်နေမယ်ဆိုရင်မင်းဘက်ကအကျိုးရလက်မှုကကောင်းမှာမဟုတ်ဘူးလို့အီလွန်ကိုပြန်ပြောလိုက်တယ်။လုံးဝပြင်းထန်တဲ့အကျိုးဆက်တွေခံစားရမယ်ဆိုပြီးမှပေါ့။ဒါပေမဲ့ဘလို့အကျိုးဆက်မျိုးဆိုတော့တော့ပြောမပြပါဘူး။ Trump ကမင်းအဂျင်အတိုင်းဆက်သွမ်းနေမယ်ဆိုရင်မင်းရဲ့အကျိုးစီးပွားတွေထဲကအစုယုံွေကြေးတွေကိုဖြတ်တောက်မယ်လို့ဆိုပြီးတော့ Trump က Elon ကို Trump Post တစ်ခုမှရေးပြီးတင်ခဲ့တယ်။အဲ့ဒါတွေကိုအခုချိန်မှာတော့အတီးဖြူချက်တော့ထွက်မလာသေးဘူး။ပြီးတော့ Trump က Elon နဲ့ဆက်ဆံရေးမှာလည်းပြန်ကောင်းလာမယ်အစ